ီ speaky ban လေးကနေ့စဉ်စကားပြောမှာတော်တော်လေးအသုံးဝင်နေเนาะဒါလေးကိုအခြေခံပြီးတော့ကိုယ့်အကူဆောင်းနေအများကြီးပဲတိစောက်လို့ရတယ်အဲ့တော့တခါလေးရအောင်လို့တော့မနော်โอเคစိတ်ဝင်စားတယ်စိတ်ဝင်စားတယ်ကို i'm into အသုံးပြောလို့ရနော် i'm into you မျိုးစိတ်ဝင်စားတယ်ပေါ့โอเค i'm into books စာအုပ်တွေစိတ်ဝင်စားတယ် i'm into learning languages ဘာသာတကားတွေလေ့လာတာကိုစိတ်ဝင်စားတယ်စသဖြင့်ပြောလို့ရတယ်โอเคအခုကကောင်းပါပဲ ကားရှင်ကောင်းပါပဲအိမ်ရှင်ကောင်းပါပဲစသဖြင့်ပေါ့နော်အဲ့ဒီဟာ I wish ကိုတုံးပြောလို့ရနော် I wish I had a car ကားရှိလို့ရှင်ကောင်းပါပဲ I wish I had a big house အိမ်အကြီးရှိလို့ရှင်ကောင်းပါပဲ I wish I could run very fast ငါအမြန်ပြေးနိုင်လို့ရှိလို့ရှင်ကောင်းပါပဲစသဖြင့် Okay စောင်းနေအများကြီးတိစောက်လို့ရပါတယ်နောက်တစ်ခုကကြာချင်းကြာချင်းကိုပြောတဲ့အခါမှာ it takes ကိုတုံးပြောပြောလို့ရရနော်ဥပမာမြန်မာနိုင်ငံမှာတက္ကသိုလ်ပြီးဖို့၄နှစ်ကြာတယ်အဲ့ဒီကို သွားဖို့နှစ်နာရီကြာတယ်စသဖြင့်အဲ့ဟာတွေပြောတဲ့ခါမှာ it takes you သုံးပြောလို့ရနော် it takes 4 years to finish university in myanmar မြန်မာနိုင်ငံမှာတက္ကသိုလ်ပြီးဖို့၄နှစ်ကြာတယ် it takes 2 hours to get there အဲ့ကိုရောက်ဖို့နှစ်နာရီကြာတယ် okay it takes 1 hour to cook this ဒါကိုချက်ဖို့တနာရီကြာတယ်စသဖြင့်အများကြီးပဲပြောလို့ရနော် okay နောက်တစ်ခုက1 hour 1 hour how i'm glad ကိုသုံးပြောလို့ရတယ် i'm glad you are here မင်းဒီမရောက်နေတဲ့အတွက်ဝမ်းသာတယ် I'm glad you made it home home safe မင်းအိမ်ကိုလုံလုံခြုံခြုံချောချောမွေ့မွေ့နဲ့ရောက်သွားတဲ့အတွက်ဝမ်းသာတယ် I'm glad you are happy မင်းပျော်တဲ့အတွက်ဝမ်းသာတယ်စသဖြင့်ပြောလို့ရရနော် Okay အခုလိုမျိုး speaky brand လေးကကိုယ့်အတွက်အကျိုးရှိလာမသိဘူးအကျိုးရှိရဆိုရှင် comment မှာ yes လို့ရေးသွားပေးမယ်နော်နောက်ထပ် video အသစ်တွေလွတ်မသွားအောင်လို့လည်းဒီ page ကို follow လုပ်ထားဖို့မမေ့အောင်နော် Bye bye see you in the next video